တော့မင်းတို့အမေအကြောင်းပြောမှာပေါ့ကွာနော်အဲ့တော့မင်းတို့အမေကဘယ်နှခုနေမှာမွေးလဲ1945ခုနှစ်ဇွန်လ19ရက်နေ့မှာမွေးတာရန်ကုန်မှာမွေးတာမင်းတို့အမေ1945ဇွန်လ19ရက်နေ့မှာရန်ကုန်မြို့မှာမွေးတာအဲ့တော့1945ဇွန်လဆိုတော့6လပိုင်းပေါ့6လပိုင်းမွေးတာ55ခု6လပိုင်းမှာမွေးတာနော်တေချာနားထောင်တော့မင်းတို့တေချာနားထောင်တော့ ဒါဆိုရင်ငါတို့မြန်မာနိုင်ငံမှာ6လလဲ10လပွားဆိုတော့6လပိုင်းမှာမွေးတာဆိုတော့6လပဲတတ်မှတ်လိုက်မိန်းကလေးဆိုတော့6လနဲ့ပဲတတ်မှတ်လိုက်ယောက်ျားလေးဆို10လလို့တတ်မှတ်လိုက်6လနဲ့တတ်မှတ်လိုက်အဲ့တော့45ခုနဲ့6လပိုင်းဆိုတော့နောက်ကို6လဆုပ်လိုက်နော်နောက်ကို6လဆုပ်လိုက်ရင်ဘယ်လပါလဲ54ခုနဲ့10လပိုင်းလောက်ကြမယ်ဘိုက်စကြီးတာဟုတ်တယ်နော်54ခုနဲ့10လပိုင်းလောက်ကြမယ် ဒါဆိုရင်1944မှာကဖတ်တပကိုဖွဲ့တာနော်ဖတ်စစ်ကိုတွန်းလှန်မှုအတွက်ကိုဟောဟိုတော့ဖတ်တပလကိုကျတော့1945မှာဖွဲ့ပြီးတော့1945မတ်လဟော20ခုမှာကတော့ဂျပန်ကိုတိုက်တာကွာအဲ့တော့ဗိုလ်ချုပ်အောင်ဆန်းကဟော BNA ရနေပြီးတော့ BIA BDA BNA ရနေပြီးတော့ဖတ်တပကို44မှာစဖွဲ့တာဆိုတော့သူကဖတ်စစ်ဂျပန်ကိုတွန်းလှန်မှုအလုပ်တွေအရန်ရှုံနေတာ ဖတ်တပဝဲတယ်ဖတ်တပလောက်ဖွဲ့ပြီးသွားတယ်အဲ့တော့သူကဗိုက်စယူတဲ့အချိန်က44မှာစယူတာဗိုက်စကြီးတာ44မှာစကြီးတာအဲ့တော့44မှာစ44ဆယ်လောက်ပိုင်းမှာကြီးတဲ့ခကြတော့55 6လပိုင်းမှာဒေါအောင်ဆန်းစုကြည်ကိုမွေးတာဘူကျော်ဆန်းတော်တော်တနာကြီးတာပဲတော်တော်တနာကြီးတာဒီမအားမလတ်တဲ့ဂျားတွေကနေပြီးတော့ ခုနှစ်တက်ကလေးလေးနော်အဲ့ဒီမှာကိုကျော်အောင်ဆန်းအိမ်မှာနေရတာမဟုတ်ဘူးနော်အနေနဲ့စီယုံရေးနဲ့စီးနေရတာအဲ့ဒါမှထက်ပြောအင်္ဂလိပ်ကိုလည်းစီယုံရတယ်အင်္ဂလိပ်ကိုလည်းစီယုံရတယ်သူကအင်္ဂလိပ်ကိုပြန်ခေါ်တာလေအင်္ဂလိပ်ကိုပြန်ခေါ်ရတယ်အင်္ဂလိပ်ကိုလည်းစီယုံရတယ်ဒီမှာဆိုရှယ်လစ်တွေရောကွန်မြူနစ်တွေရောမျိုးချစ်တွေလည်းပါအောင်စီယုံရတယ်နော်အဖွဲ့အစည်းတွေလည်းဖော်ရတယ်သူကိုယ်တိုင်ဥစားပြီးလုပ်နေတာဖြစ်တဲ့ခါကျတော့အဲစဉ်းစားစရာလေးတော့ရှိတယ်ကွာနော်ပြီးတော့ယောက်ျားယူတော့လည်းပဲအခုပဲယူပြီးတော့ဒီနှစ်ထဲမှာပဲကလေးကမွေးတဲ့ခါကျတော့ဒါလေးလည်းစဉ်းစားစရာလေးရှိသေးကွာ။ မြမသမိုင်းကြောင်းကိုငါတို့ကဒါလေးတွေကိုတတိထားเนาะอืม16ဇွန်လ59မှာဒေါ်စုမွေးခဲ့တာเนาะ16ရက်နေ့ဇွန်လ1945မှာ16ဇွန်လ59မှာဒေါ်စုမွေးခဲ့တာ1982ကိုအဲရင်နဲ့ရစ်အဲ1982မှာစုလျားရစ်ပတ်တာကိုအဲလင်းနဲ့ဖြစ်ပါတယ် 1982ကိုအဲရင်နဲ့ရစ်၎င်းနှစ်မှာကလေးမွေးညင်ဆန်းအောင်တဲ့လီနော်82မှာရစ်တယ်82နှစ်မှာပဲကလေးမွေးတယ်၎င်းနှစ်မှာကလေးမွေးညင်ဆန်းအောင်တဲ့လီအငဲကောင်ထိန်လေးလေးခုံခုံမှမွေးအာမှတ်သွားလိုက်မင်းတို့အမေအထုပ်ပတ်တီပဲပြန်ပြောမယ်ဟောင်း19ဇွန်လ5မှာဒေါ်စုမွေးခဲ့တာ 1982ကိုအဲရင်နဲ့ရစ်၎င်းနဲ့မှာကလေးမွေးမြင်းစန်းအောင်လို့ပြီးအငဲကောင်ထိန်လင်းလေး80ခေါ်မှာမွေးအာမိုက်တယ်နော်ဖလောင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 ်မှတ်သွားကြပါမှတ်သွားကြပါမင်းတို့စာအုပ်တွေရှာဖတ်နေလေပြင်ပန်းနေပါသလိုကလင်္ကာလေးဆက်ပေးလိုက်တာကြားလားကြားလားမမိလားမမမိပြောပါ